အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမောင်မှိုင်းညို့ချောင်းဦးရေးသားထားတဲ့ကျမဗမာနေရမလဲဆိုတဲ့ပရလောကဇလံကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာမတန်နုဆုံးသွားပြီ96ပါယောဂာနဲ့ပါပဲ ဆုံးနေနေက တကူလဆန်းတရက်နေ့မတန်နှုအသက်က90လောက်ရှိပြီလင်ကိုမယားနှစ်ယောက်ထဲနေတာမို့အိမ်မှာ သူ့ယောက်ျားအုံမြင့်ပဲကြံရစ်ခဲ့တယ်သူတို့လင်မယားကသားတစ်ယောက်ပဲထွန်းကားတယ်သားရဲ့နာမည်ကရဲသွေးတဲ့ရဲသွေးကပြင်ဦးလင်မှာရှိတဲ့တက်မတော်တက်ရင်တစ်ခုမှတာဝန်ထမ်းဆောင်နေတယ် မတန်နုဆုံးမိဆိုတာနဲ့ချက်ချင်းပဲအုံမြင့်ကသားစီကိုဖုံးဆက်ပြီးမိခင်ဆုံးပါသွားတဲ့အကြောင်းအကြောင်းကြားဖို့စီစဉ်တယ်တက်မတော်သားဆိုတာမျိုးကတိုင်းပြည်အရေးကိုသာရှေ့တန်းတင်ထားကြတဲ့သူတွေကိုရေးကိုတာကိစ္စမှန်သမျှနောက်တန်းမှာပဲထားကြရတယ်။ဒါကြောင့်ရဲသွေးတက်ရင်မှရှိမှရှိပါမလားလို့ကိုအုံးမြင့်စိတ်ပူမိတယ်။ကံအားလျော်စွာပါပဲ။ ရဲသွေးနဲ့ဖုံးအဆက်အသွယ်ရတယ်။ရဲသွေးတက်ရင်းမှရှိနေတယ်။အုံမြင့်ကမတန်းနှုဆုံးသွားတဲ့အကြောင်းပြောတယ်။ဖြစ်နိုင်ရင်မိခင်ကြီးရဲ့နောက်ဆုံးခရီးစားပနာမှာตาရဲသွေးရှိစေခြင်းနဲ့အတူတကွမိခင်ကြီးအတွက်ရည်စူးပြီးကောင်းမှုကုသိုလ်ပြုလုပ်ခြင်းနဲ့လို့ပြောလိုက်တယ်။ဟုတ်ကျွန်တော်တက်ခွင့်မှုကိုသတင်းပို့ပြီးတော့ခွင့်တောင်းမယ်အဖေ။ခွင့်ရတာနဲ့ချက်ချင်း လာခဲ့ပါမယ်လို့သားကပြောတယ်။ပြီးတော့ဖုန်းချလိုက်တယ်။ဟုတ်တော့လေဟုတ်တယ်။တက်မတော်သားဆိုတာနဲ့သူ့ကိုတိုင်းပြည်ကပိုင်သွားပြီ။တိုင်းပြည်အရေးကနံပါတ်1ကိုယ့်ကိစ္စကနံပါတ်2ဆိုတာအုံမြင့်သဘောပေါက်တယ်။ဒါပေမဲ့သားကိုလာစေခြင်းနဲ့ရဲသွေးအနေနဲ့မိခင်ကြီးကိုကြောခွင့်ရပါစေလို့ဆုတောင်းနေတယ်။သူ့ဆုတောင်းပြေပါတယ်။ ရဲသွေးညတွင်ချင်းပဲရွာကိုရောက်လာတယ်။သူ့မိမကလျာနွယ်လဲပလာတယ်။ရောက်ရောက်ချင်းဆိုသလိုရဲသွေးကသူ့အဖေအုံးမြင့်ကိုပြောတယ်။ကျွန်တော်ကြာကြာနေလို့မရဘူးအဖေ။တက်ခွဲမှုကခွင့်သုံးရက်ပဲပေးလိုက်တယ်။ဒါတော့မိခင်အရင်ဖြစ်နေလို့ညီအကိုမောင်နှမဆိုရင်တော့ရမှာမဟုတ်ဘူး။ကျွန်တော်ကလည်းအမေကိုတချို့ရှင်နေ။ ရက်လေစွန့်သွတ်တဲ့အထီးလည်းရှိကျင်တယ်။ဒါကြောင့်ဒီလိုလှုပ်ချင်တယ်အဖေ။ရဲသွေးက "तू လှုပ်ချင် तू ဖြစ်ချင်တာကိုပြောတယ်။အုံးမြင့်ရက်ွက်လူကြီးတွေနဲ့ညှိနှိုင်းတိုင်ပင်ကြည့်တယ်။ရဲသွေးလှုပ်ချင်တဲ့အလုပ်ကရွာမှာဘသူမှမလှုပ်ဘူး။ထုံးစံတလေလည်းမရှိဘူး။ဒါပေမဲ့ဘသူမှမထိခိုက်ဘူး။ရွာကိုလည်းထိခိုက်မှာမဟုတ်ဘူး။" သားတယောက်အနေနဲ့သူဖြစ်ချင်တာကိုဆန္ဒရှိတဲ့အတိုင်းပြောတာရွာလူကြီးကနားလဲပေးတယ်အဲ့ဒီဒီနေ့တည်တဲ့မတန်းသူကိုမနှက်ဖြန်တုတ်တန်ပို့ပြီးတကြုံမယ်တပတ်ခါရက်လဲစွန်းတော့မယ်တဲ့အုံမြင့်တို့သားအဖရဲ့ဆန္ဒအတိုင်းလောက်ကင်ဆောင်ရွက်ခွင့်ပြုတ်လိုက်တော့တယ်ရဲသူတို့လင်မယားကလည်းရက်လေစွန်းတုတ်ပြီးပြီးချင်းပြန်နိုင်ဖို့အစီအစဉ်ဆွဲတယ် ရွာလူကြီးတွေခွင့်ပြုတဲ့အတွက်အုံမြင့်ရောရဲသွေးပါကြည်နဲ့သွားတယ်။ဒါပေမဲ့ဒီအစီအစဉ်အပေါ်မကြည်နဲ့တဲ့သူတယောက်ပေါ်လာတယ်။သူကတော့တေသူမတ်တန်းနှုပဲဖြစ်ပါတယ်။လူသေးရင်၃ရက်ထားတယ်။၃ရက်မြောက်တဲ့နေ့မှတကြိုရတယ်။နှစ်တကူရက်နဲ့ကြုံလို့ ကူးဆက်ယောဂါကြောင့်တည်တာနဲ့တခြားသောအကြောင်းအရာတွေကြောင့်ချက်ချင်းတကြူရတာတရက်ထဲထားပြီးနောက်နေ့တကြူတာတွေရှိတတ်ပေမဲ့သုံးရက်မြောက်တဲ့နေ့မှာတကြူတာကတော့ရွာရဲ့ထုံးစံပါပဲဒါပေမဲ့ရက်လေဆွန်းတုတ်ကိုသုံးရက်နဲ့လှုပ်တာတော့ထုံးစံမရှိဘူးအစင်အလာမဟုတ်ဘူးရွာရဲ့သမိုင်းတစ်လျှောက်မှာလဲတစ်ချိန်တစ်ခါတော့မကြုံဘူးဘူးကာလဒေတာအခြေအနေရ 9ရက်နဲ့ဆုံးသွတ်တာရှိခဲ့ပေမဲ့ထုံးစံကတည်ဆုံးပြီး9ရက်တင်းတင်းပြည့်မြောက်တဲ့နေမှရက်လယ်ဆုံးသွတ်တယ်ဘလို့ပဲဖြစ်ဖြစ်ကာယကံရှင်တွေရဲ့အလိုကြရက်ကွက်လူကြီးတွေကခွင့်ပြုလိုက်တယ်တကူလာဇန်း2ရက်နေ့နေခင်းမှာပဲမတန်နှုရဲ့ရုပ်အလောင်းကိုတုတ်တံပို့ပြီးတော့တကြိုလိုက်တယ်နောက်နေ့ဖြစ်တဲ့ တကူလဆန်း၃ရက်နေမှရက်လေစွန့်ကျွေးတယ်။ယဟန်တန်ဃာတွေပင့်ပြီးစွန့်ဆက်ကတ်တယ်။ဒါရဘဝိသုအဆုစုတို့ကိုလှူဒန်းတယ်။ရက်လေတရားနာတယ်။ပရိတ်တရားတော်တွေရွတ်ဖတ်တယ်။ကွယ်လွန်သူမတ်တန်းနှုနဲ့တကွ32ဘုံမှာကျင်လည်နေထိုင်ကြကုန်သောဒုက္ခိတဒုက္ခိတဝေနေယတတဝါအားလုံးတို့ကိုအမြတ်အတန်ပေးဝေတယ်။ တာရုအနုမောဒနာခေါ်ဆိုကြတယ်။အဲ့ဒီနောက်မှာလာရောက်ကြတဲ့အပရိသတ်တွေကိုဝတ်သားဟင်းနဲ့ထမင်းကျွေးဧည့်ခံတယ်။ဒီလိုအပရိသတ်တွေနဲ့စီကားစူညံနေတဲ့အချိန်မှာပဲမမျော်နေ့နဲ့အဖြစ်အပျက်တစ်ခုဖြစ်လာတယ်။မက္ကလယာနွယ်ရဲသွေးရဲ့ဇနီးမက္ကလယာနွယ်ဟာ ရုတ်တရက်မိုက်ခနဲဖြစ်ပြီးလဲကြမလို့ဖြစ်သွားတယ် အနီးနားမှာရှိတဲ့သူတွေကဝိုင်းပြီးဘာဖြစ်တာလဲလို့မေးလိုက်ချိန်မှာပဲမက္ကလယာနယ်စီကရှိုက်တန်ထွက်လာတယ်။ရှိုက်တန်ကနေမျက်ရည်တွေကြာအောင်တဟီးချုံမွဲချငိုးတယ်။မိုနီယာကနေအုံမြင့်စီထပြေးတယ်။ရောက်ကတိဖြစ်တဲ့အုံမြင့်ကိုဖတ်ရှိုက်ကြီးတငယ်ငိုးကြွေးရင်းစကားတွေပြောတယ်။အမလီကိုအုံမြင့်ရဲ့ ရှင်တော်တော်ရက်ဆက်တယ်။ကျုပ်ကို၂ရက်နဲ့လဲတကြိုသေးတယ်။အခုလဲ၃ရက်နဲ့နှင်ချနေပြန်ပြီ။ရှင်တော်တော်ရက်ဆက်တဲ့လူကြီးပဲကိုအုံးမြင့်ရဲ့ပရိသတ်အားလုံးအုံးမြင့်ကိုဖတ်ငိုနေတဲ့ချွေးမဖြစ်သူကိုကြည်ပြီးအံ့အားတင့်ကုန်တယ်။နောက်မှတေသူမတန်နှုတ်ဝင်ပူးနေပြီဆိုတာသဘောပေါက်သွားကြတယ်။ဟုတ်တယ် ချွေးမဖြစ်သူကလျာဏွယ်ရဲ့အတန်ကယောက်ခမမတန်းနုရဲ့အတန်ကြီးပြီးတော့ညနာကလည်းတမျိုးဖြစ်သွားတယ်မတန်းနုဝင်ပူးကတ်ခံနေရတဲ့ကလျာဏွယ်ဟာကိုအုံးမြင့်အနီးကခွာပြီးအိမ်ရှိမြေပြင်ပေါ်ခြေစင်းထိုင်ပြီးငိုပြန်တယ်ပြီးတော့မြေကြီးပေါ်လူလှိတ်တယ်စကားတွေပြောပြီးငိုတယ်အခုတော့ကျမနေလို့မရတော့ဘူးတော့ အိမ်ပေါ်ကလူကြီးကလည်းကျမကိုရိုက်ချနေပြီကျမဘယ်မှာနေရမှာလဲပြောပါဦးကိုအုံးမြင့်ကျမဘယ်မှာနေရမှာလဲကိုအုံးမြင့်သူ့မိန်းမအဲ့အတွက်စိတ်မကောင်းဘူးဒါပေမဲ့ तू ကတစေတရေယုံတဲ့သူမဟုတ်ဘူးတစေတရေအကြောင်းသူ့ကိုပြောလာရင် तू ကကန့်လန့်တိုက်ပြီးတော့ပြောတတ်တဲ့သူဒါကြောင့်အခုသူ့မိန်းမမတန်းမှုဝင်ပူးနေတယ်ဆိုတော့ ရွတ်ပြီးတော့ပြောလိုက်တယ်။ငါတို့ကထုံးစံနဲ့လဲကြိုက်အောင်နင့်သားရဲသွေးရဲ့ဆန္ဒလဲပြည့်အောင်လှုပ်လိုက်တာပဲ။နင့်မှာနေစရာမရှိရင်ဖျားကြီးကြောင်းဝိုင်းတယ်ပြေးဖို့ဟာလို့ပြောလိုက်တယ်။အုံမြင့်ဒီလိုပြောလိုက်တာနဲ့မြေကြီးပေါ်လူလှိတ်ငုံနေတဲ့ကလေးရနွယ်ဟာဖုံမှုအလိမ့်လိမ့်ပြေကြပြီးဖယူဖရေဖြစ်နေတဲ့သဘင်တွေနဲ့ထလာတယ် အုံမြစ်ကိုစိမ့်စိမ့်ဝါးဝါးကြီးကြည့်တယ်။ပြီးတော့ဘာမပြောညာမပြောရွာလေလမ်းမကြီးအတိုင်းအရှိဘက်ကိုစွတ်ပြေးနေတယ်။သုံးလေးဖာလုံလောက်ဝေးတဲ့ဖျားကြီးမုတ်ဦးရောက်တော့ဖျားဝိုင်းတယ်၊ကိုယ်ဝင်းပြန်တယ်။ကလျာဏွယ်ကိုတခုခုဖြစ်မှာစိုးရိမ်တဲ့ဆွေမျိုးသားချင်း၄50ယောက်လောက်နောက်ကနေတတိတန်းကြီးပြေးလိုက်သွားကြတယ်။ထူးဆန်းတာကကလျာဏွယ်ပါ။ သူမကရဲသွေးနဲ့အိမ်အောင်ကြတာမကြသေးဘူး။ရွာကိုလည်းတစ်ချိန်တစ်ခါမှမလာဘူး။အခုမတန်းနုတေမသူ့ယောက်ျားရဲသွေးနဲ့လိုက်လာလို့ရောက်ဖူးတာ။ရောက်တော့လဲအာသူဘအိမ်ကလွဲပြီးဘယ်မှမသွားခဲ့ဘူး။ရောက်ခမမတန်းနုတကြူရာတော်တုတ်တံကိုလိုက်မသွားပဲအိမ်မှာပဲနေခဲ့တဲ့သူ။ဆိုလိုတာကအိမ်ထဲကအိမ်အပြင်မထွက်ဘူးတဲ့သူ။ ဘုရားကြီးဘယ်ဘက်မှာရှိတယ်ဆိုတာမသိတဲ့သူအဲ့လိုလူကအုံမြင့်ရဲ့ဘုရားကြီးဝိုင်းတဲ့ပြေးပေါ်ဆိုတဲ့ဇကားလဲကြာရောဘုရားကြီးဝိုင်းတဲ့အမားအယွင်းမရှိတန်တန်မမတ်ပြေးဝင်သွားခဲ့တယ်ဒါဟာတေသူမတန်မှုအမှန်တကယ်ဝင်ပူးကတ်နေတယ်ဆိုတာအထင်ရှားပြနေတာပါပဲဘုရားကြီးဝိုင်းထဲမှာထိုင်ငိုနေတဲ့ကလျာဏွယ်စီကိုဆွေမျိုးတွေနဲ့အတူ တိုင်းရင်စေးစရာလဲဟုတ်ပယောဂစရာလဲဟုတ်တဲ့ဥကြညွန့်ရောက်လာတယ်။နေတန်းနုအစ်စ်အမှန်လားတခြားပယောဂအနှောက်ယှက်လားဆရာဥကြညွန့်ကလည်းကျမမတန်းနုအစ်စ်ပါတော်ကလျာဏွယ်စီကထွက်လာတဲ့ဇာကားကြောင့်တန်းနုအစ်စ်အမှန်ဆိုတာလက်ခံလိုက်ကြတယ် ဘာကြောက်လဲဆိုတော့ကလျာဏွယ်ကဥကြာညွန့်ကိုသိမှမသိပဲကိုကဲပြောနင်ဘာလုပ်ချင်လဲဘာဖြစ်ချင်လဲငါ့ကိုပြောစမ်းကျုပ်အိမ်မှာနေလို့မရတော့ဘူးဘမနေရမတော့ဘမနေရမတော့ကျုပ်ကိုနေရပေးပါဆရာကြီးဥကြာညွန့်အနီးမှာရှိတဲ့ထဏောင်းပင်ကိုလက်ညှိုးထိုးပြတယ် ီထဏောင်းပင်မှာနေကလျာဏွယ်ထဏောင်းပင်ကိုစိုက်ကြည့်ပြီးခေါင်းရမ်းပြတယ်မရဘူးနေလို့မရဘူးဒီအပင်မှာနေတဲ့သူတွေရှိတယ်ဇရာကြီးဥကြညွန့်မလန်းမကန်းကတမာပင်ကြီးတပင်ကိုထပ်ပြတယ်ဒီတမာပင်ကြီးမှာရောမရဘူးဒီအပင်မှာလဲပန်ရှင်ရှိတယ် ဒီလိုနဲ့ဥကြညွန့်ဟာဖျားဝိုင်းထဲမှာရှိတဲ့အပင်တွေကို တပင်ပြီးတပင်ပြတယ်မတန်နုအတွက်နေစရာပေးတယ်မတန်နုပူကတ်နေတဲ့ကလျာဏွေကတော့ခေါင်းရမ်းမြဲရမ်းနေတယ်ကဲဒီတခုတ်ပင်မော်ရောဟိကလျာဏွေဟာတခုတ်ပင်ကို အတန်ကြအောင်ကြည့်တယ်ဟုတ်တယ်ဒီတခုတ်ပင်မှာပန်းရှင်မရှိဘူး ကျမဒီမှာပဲနေမယ်လို့ပြောပြီးသဘောတူလိုက်တယ်။ကဲကဲနင်းဘာလုပ်ချင်သေးတော့ငါကိုပြောဆရာကြီးဦးကြညွန်ကမေးလိုက်ပြန်တယ်။ကလျာဏွယ်ဟာဝိုင်းကြည့်နေတဲ့လူအုပ်ကိုစစ်စစ်ဆက်ဆက်လိုက်ကြည့်တယ်။ပြီးတော့မလမ်းမကမ်းမှာကြည့်နေတဲ့အုံမြင့်ကိုလိုက်ရက်ခေါ်တယ်။ဘူးနဲ့ထဲထားတဲ့ကျုပ်လက်ဖို့ယတနာတွေတွားယူပေး ကျုပ်လောလက်စားအားလုံးဆရာတော်ကိုလှူခြင်းနဲ့အုံမြင့်အိမ်ကိုချက်ချင်းပြန်ပြေးတယ်မတန်းသူရဲ့လောလက်စားတွေထဲ့သိမ်းထားတဲ့ဘူးကိုယူတယ်ကလျာနွယ်လက်ထဲထည့်လိုက်တယ်ကလျာနွယ်ဘူးကိုဖြွင့်ကြည့်တယ်ဇွဲကျိုးလက်စွတ်လက်ကောက်ငကက်စတဲ့ရွှေတဲ့ပစ္စည်းတွေကို တွေ့ရတယ်ကလျာနွယ်ရွှေဘူးကိုပြန်ပိတ်တယ်ပြီးတော့ ဖျားဝိုင်းထဲကနေအနောက်ဘက်ကက်လျက်ဘုံကြီးကျောင်းဝင်းထဲကိုသွားတယ်လူအုပ်ကလည်းသူ့နောက်ကလိုက်သွားကြတယ်ကျောင်းဝင်းထဲကိုတစ်ခါမှမရောက်ဘူးတဲ့ကလျာနွယ်ဟာကျောင်းတိုက်တွေအများအပြားရှိတဲ့အထက်ကဆရာတော်ဦးအိန်နဝန်တသရင်သုံးတဲ့နှစ်ထပ်သသားကျောင်းကိုတန်တန်မမတ်တက်သွားတယ်ဆရာတော်ကိုကြော့ပြီးလောလက်စားတွေထည့်ထားတဲ့ဘူးကိုလှူလိုက်တယ် လူပြီးတော့ကြောင်းအောက်ပြန်ဆင်းခဲ့တယ်။လာခဲ့တဲ့လမ်းအတိုင်းဖရာကြီးပြဝုံထဲပြန်ဝင်လာတယ်။ဒီလိုလာရင်ကတခုတ်ပင်အောက်အရောက်မှာကလျာဏွယ်တယောက်ခွေခွေလေးလဲကျသွားတော့တယ်။သတိလစ်သလိုဖြစ်သွားတယ်။ပရိသတ်ထဲကမိမကြီးတချို့ပြုစုပေးလို့တခဏအကြာမှာပဲသတိပြန်ရလာတယ်။အဲ့ဒီအခါမှာတော့ကလျာဏွယ်ဟာအဲ့ဒီအခါမှာတော့ ကလျာဏွယ်ဟာကလျာဏွယ်စစ်စစ်ပြန်ဖြစ်သွားပြီဖြစ်ပါတယ်။မတန်းမှုဝင်ရောက်ပူကတ်ခံရတဲ့ကလျာဏွယ်မဟုတ်တော့ပါဘူး။ကလျာဏွယ်ရဲ့စိတ်တွေကလည်းမူလပုံမှန်စိတ်ကိုပြန်ရောက်နေပါပြီ။လူတွေကတော့ကလျာဏွယ်ကိုခေါ်ပြီးနာရေးအိမ်ရှိရာသို့ပြန်လာရင်မတန်းမှုတယောက်သူ့အတွက်ရရှိတဲ့နေရာဌာနအသက်ဖြစ်တဲ့သခုပ်ပင်ကြီးမှာနေရစ်ခဲ့ပြီဆိုတဲ့အကြောင်း တယောက်တစ်ပေါက်စူးစူးညံ့ညံ့ပြောဆိုလိုက်ပါလာကြတယ်။ညနေပိုင်းမှာဆရာတော်ကအုံမြင့်ကိုခေါ်တယ်။မနှက်တုံးကတဂါမကြီးမတန်းမှုစိတ်ချမ်းသာအောင်လက်ခံထားလိုက်ရတယ်။ဒီပစ္စည်းတွေက တရားဘာဝနာကျင့်ကြံအားထုတ်ရမှာအနောက်ရှက်ပြုတ်တက်တဲ့ပစ္စည်းတွေဖြစ်လို့ဘုန်းကြီးတို့နဲ့မအပ်ဆက်ဘူး။ဒါကြောင့် တကာကြီးကို ပြန်ပြီးစွန့်ပါတယ်လို့မိတ်ပြီးတော့ခြွေတဲ့ပစ္စည်းတွေကို ပြန်စွန့်လိုက်ပါတယ်ဒီအဖြစ်အပျက်ကိုပြောပြသူကကိုအုံးမြင့်တို့ရွာမှာနေထိုင်တဲ့စာရေးသူရဲ့အသီးမိတ်ဆွေတဦးဖြစ်ပါတယ်သူတို့ရွာကမကွေးတောင်တွင်းကြီးကားလမ်းပေါ်မှာတည်ရှိပါတယ်တည်တဲ့သူဟာတည်လွန်ပြီးတာနဲ့အိမ်မှာခုနှစ်ရက်နေခွင့်ရှိတယ်အိမ်တွင်းနဲ့အိမ်ဆောင်နဲ့ ဝင်းချံစောင်းနှက်တွေကလည်းလက်ခံတယ်။ရက်လေဆွန်းသွုတ်ပြီးရင်တော့အိမ်မှာနေခွင့်မရှိတော့ဘူး။မတန်းနုခမရသားကပြန်ရမှာဖြစ်လို့အလော30တကြူးကမန်းကရန်3ရက်နဲ့ရက်လေဆွန်းသွုတ်လိုက်ရတော့အိမ်မှာ3ရက်ပဲနေရတယ်။ဒါကြောင့်မကြည်မနှက်ဖြစ်ပြီးချွေးမဖြစ်တဲ့ကလျာဏ်ွဲကိုဝင်ပူးပြောတာလို့လေ။ရွာမှာပြောကြဆိုကြကြောင်းထပ်မံပြောပြပါရတယ်။စာရေးသူဒီစကားကိုတော့ဘဝင်မကြလှပါ။ ဇာရည်သူအနေနဲ့တရေတစီအမှန်တကယ်ရှိတယ်ဆိုတာလက်ခံသူ ဖြစ်ပါတယ်။ကိုယ်တိုင်လဲထင်ရှားသိတာအောင်တရေ၆တောင်ကိုခံရဘူးပါတယ်။ဇာရည်သူတယောက်တင်မက အပေါင်းဖော်9ယောက်10ယောက်အတူရှိနေစဉ်တစ်ချိန်တည်းတစ်နေရာတည်းတရေ၆ခံရခြင်းပါ။ပြောလိုတာကစာရေးသူအနေနဲ့တရေရှိတာကိုယုံကြည်လက်ခံတဲ့အကြောင်းပါ။နောက်ဆုံးတစီ ဝင်ပူးဝင်ကက်တယ်ဆိုတဲ့အထီကိုလက်ခံယုံကြည်ပါတယ်။ဒီလိုအဖြစ်အပျက်တွေကိုလည်းယုံကြည်လက်ခံရလောက်အောင်ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံဘူးတာကြောက်ပါ။အဒါပေမဲ့တည်တဲ့သူဟာအိမ်မှာခုနှစ်ရက်နေခွင့်ရတယ်ဆိုတဲ့အတွေးအခေါ်ကိုတော့သဘောမကျပါဘူး။ဤသို့ဆိုရင်တည်တော်သူမှာဝိညာဉ်ဘဝဖြစ်အိမ်မှာခုနှစ်ရက်ရှိနေမယ်စိတ်ကူးရင်ဇလန်းတွေကလည်း ကိုသေးတယ်ဆိုတာကိုမသိပဲရှိနေမယ်မိသားစုတွေမိစွေအပေါင်းအသင်းတွေသူသေးပြီဆိုပြီးတော့ဝမ်းနဲ့ပူဆွေးနေကြတာတွေ့မယ်သူကမသေးချောင်းရှိနေချောင်းတယောက်ပြီးတယောက်လိုက်ပြောနေမယ်ဘသူကမှလည်းပြောလို့မရဖြစ်နေမယ်ခொနရက်ပြည့်တဲ့နေ့မှာအိမ်ကထွက်ပြီးမိမိပြုခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံအလျောက်နောက်ဘဝတစ်ခုသို့ပြောင်းရမည်ကဲ့သို့ဖြစ်နေပါတယ်30ဘုံမှာ အသက်ရှင်နေထိုင်ကြတဲ့ပုံကူတရဝမှန်သမျှဟာနောက်ဆုံးတနေ့မှာပြက်စီးခြင်းဆိုတဲ့တေခြင်းတရားကိုမလွဲမသွေရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ဘဝဟောင်းချုပ်ပြီးတော့ဘဝသစ်ဖြစ်တဲ့သဘောကိုတေတယ်လို့ခေါ်တာပါ။ဒီလိုတေခြင်းဆိုတဲ့စုတိစိတ်ကြတာနဲ့ဘုရားယဟန္တာအရှင်မြတ်ကြီးကလွဲလို့ဘဝအသက်မှာပရိဒရီစိတ်ဖြစ်ကြရပါတယ်။ ပရိသေရီဆိုတာကဘဝဟောင်းတဲ့ဘဝတစ်ကို တဖန်ဆက်ဆက်ပေးတာကိုဆိုလိုခြင်း ဖြစ်ပါတယ်။သုတိစိတ်နဲ့ပရိသေရီစိတ်ကအကြာအလတ်မရှိချက်ချင်းဆက်ဆက်ပါတယ်။အရှင်းအောင်ပြောရရင်သေပြီဆိုတာနဲ့တဆက်တည်းအကုသိုလ်ကံကုသိုလ်ကံအလျောက်သူဖြစ်ရမယ့်ဘဝကိုချက်ချင်းဆက်ဆက်သွားပါတယ်။ဒါကအမှန်တရားပါ။သေတယ်။အိမ်မှာ9ရက်နေတယ် နေပြီးမှကိုသွားရမယ့်ဘဝကိုကူးပြောင်းသွားတယ်ဆိုတဲ့အယူကတော့တရားတော်နဲ့လွဲချော်နေတဲ့အတိမှ အမြင်မှတစ်ခုသာဖြစ်ပါကြောင်းမေတ္တာဖြင့်တင်ပြလိုက်ရပါတယ်